နှိမ်ဆောင်ဆေး380ဝန်းကျင်ရှိတဲ့အပြင်အလွန်ထူးခြားပြီးတမိုကြီးတဲ့ DMG ရဲ့ limited edition တောက်ဖက်နဲ့ပွဲတက်ခဲ့တဲ့သရုပ်ဆောင်မူဟီကိုမင်္ဂလာပါပရိသတ်ကြီးရှင်နိုင်ငံကျော်တရုတ်ဆောင်တရားဖြစ်တဲ့တရုတ်ဆောင်မူဟီကိုကတော့အနုပညာလောကမှာအောင်မြင်ဆုံးထိတ်တန့်မင်းသမီးတစ်လက်လို့ပြောရမှာဖြစ်ပေမယ့်ဒီနေ့ဒီချိန်ရက်ထိအကယ်ဒမီစုကြီးနဲ့တော့လွဲချော်နေစေတရုတ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်ပါတယ် တရုတ်ဆောင်ပိုင်းမှာလိုအပ်နေသေးလို့အကယ်ဒမီနဲ့လွဲနေရသေးပေမယ့်ဖက်ရှင်ပိုင်းမှာတော့လိုအပ်ချက်မရှိ တင်းတယ်လှပါနေစေဖြစ်တဲ့တရုတ်ဆောင်မိုဟီကိုကခင်းတဲ့အညီတင်းတင်းလျောက်ပတ်အောင်နေထိုင်တတ်တဲ့အပြင်ဖက်ရှင်နဲ့ပတ်သက်ပြီးခင်းနောက်ကြမကြံခဲ့ပေအမြဲပါဖက်ဖြစ်နေသူတယောက်လည်းဖြစ်ပါတယ် အခုတခါမှဆိုရင်လေတရုတ်ဆောင်မူဟေကိုရဲ့ fashion နဲ့ပတ်သက်ပြီးအနည်းဆုံးဈေး390ဝန်းကျင်ရှိတဲ့အလွန်ထူးခြားပြီးတန်မိုးကြီးတဲ့ DMG ရဲ့ limited edition တောက်ဖက်နဲ့ပွဲတက်လာခဲ့တာကြောင့် fashion ချစ်သူတွေကြားထဲမှာရေပန်းစားနေကြတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်မူဟေကိုက Bella Premium ရဲ့ကုန်ပစ္စည်းတင်မိတ်ဆက်ပွဲမှာသူမဝင်ဆိုင်ခဲ့တဲ့ DMG ဖက်နဲ့ကိုပြည်သက်တွေသိအောင်ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါဖနက်ရဲ့တောက်ပေါ်မှာနာယီပုံစံနဲ့ထွေးခြားတဲ့အနုပညာဖန်တီးမှုတစ်ခုနဲ့ပုံဖော်ထားတာလည်းဖြစ်ပါတယ်။အလွန်စေးကြီးပြီး limited edition ဖြစ်တာကြောင့် fashion သမားတွေအတွက်တော့ဝယ်ပြီးတော့စုဆောင်းထားတဲ့ကြားတဲ့ heel ရဲ့မှာပါဝင်တယ်လို့လည်းသိရပါတယ်။မိုဟီကိုစီးထားတဲ့ DNG ဟီလီကအနည်းဆုံးဒေါ်လာ1500ကနေ2500အတွင်းရှိကောင်ကာလတန်ချိန်အဖြစ်မြန်မာငွေကျပ်3.80ဝန်းကျင်ကနေစတင်တယ်လို့လည်းသိရပါဗျ။ တမိုးကြီး brand တွေကိုဝစ်စင်တက်တဲ့မိုဟီကိုဟာသူမကိုယ်တိုင်လည်းသူမရဲ့ image တစ်ခုကိုနာမည်ရအောင်တည်ဆောက်နေသူတစ်ယောက်ဖြစ်တာကြောင့်ပွဲတစ်ပွဲကိုတက်လာခဲ့တဲ့ဆိုရင်တော့ပြီးစလွယ်မလို့ပဲ fashion နဲ့ပတ်သက်ပြီးအမြဲတမ်းပြောစမှတ်တင်နေအောင်လုပ်နိုင်ခဲ့သူလည်းဖြစ်ပါတယ်